ဒီလိုနဲ့သူတို့တွေရွာရဲ့ဘေဘေးဖြစ်နေတဲ့စာကြီးလိုက်ကိုထက်ရောက်လာကြတယ်။ဖိုးတူကတော့တောက်ခေါက်လိုက်တယ်။ဒီလူဘိုင်ယူရဲ့ချက်နဲ့ဖြစ်လို့ပြစီလုံနေရလေမသိဘူးကွာ။ငါတတော်စိတ်တို့လာပြီ။အဲ့ဒီရဲ့ချိန်စာဦးမှာသူတို့အနောက်မော်ဒဂွန်နေရောက်လာတယ်။တိုးကျော်ဟိုတိုးကျော်တို့ဘက်မှလည်းစာကြီးလိုက်ဖြစ်စည်းခံရနေတယ်ဟာ။စာဦးစကားကြောင့်တုတ်ပေါ်ဟာဟမ်ဒါဆိုသူကရွာထဲကစာကြီးလိုက်တွေကိုလိုက်ဖြစ်စည်းနေရမဟုတ်လား။ ဘလို့ယူမျိုးလဲဟာမဖြစ်တော့ဘူးဒင်းလူကိုဖမ်းမှာပဲရှာမှာဖိုတူတယောက်ညနေကျရင်ဘိုးကြီးတို့ဖွင့်တဲ့ဘောလုံးငံမို့ချိန်ထားတာဆိုတော့တယောက်တည်းဘောလုံးလေးချင်နေရော်လေဟာကွာတရားပြစ်ဖို့နှစ်ခါပဲလိုသွားတယ်မောလိုက်တာဟုတ်အဲ့ဒီအချိန်မှာပဲသူ့အိမ်ထဲကိုတော်ဘောတယောက်အပြေးရောက်လာတယ်တော်ဘောက ဖိုးထုရေဖိုးထုဖိုးထုဖိုးထုနဲ့အမောတကောနဲ့ဝင်လာတဲ့တုပ်ပေါင်းကိုမြင်တော့ဟာဘာလဲတော့ဘွာရေးကြည့်တော့ပြန်နေဘာလဲမိမေကဒုတ်နဲ့လိုက်ရိုက်နေလို့လားအခုကအမေလိုက်ရိုက်တာတဲ့စိုးတယ်ဖိုးထုကဟိုငါတို့ကစာကြည့်လိုက်လीစာကြည့်လိုက်စာကြည့်လိုက်ကနေမတက်နိုင်ပဲမောနေရဲ့တုပ်ပေါင်းကိုဖိုးထုကဟာစာကြည့်လိုက်ဘာဖြစ်လဲကွာဟိုစာဖတ်တဲ့သူတွေအများကြီးနေလို့စောင်းမလောက်တဲ့ကိစ္စလားဘာလဲ ဲ့ဒီကိစ္စဆိုရင်တော့မပူနဲ့ငါမှစာအုပ်တွေရှိသည်ယူပေးမယ်စိတ်ချမဟုတ်ဘူးမဟုတ်ဘူးတခုမှမဟုတ်ဘူးငါတို့စာကြည့်တိုင်းမနေ့ညဖြက်စည်းခံလိုက်ရတယ်အဲ့ဒါပြောမလို့ကွာဟောမောလိုက်တာတော်ပေါ်စကားကြောင်းဖိုတူလည်းအံ့ဟောသွားတော့တယ်ဘာငါတို့စာကြည့်တိုင်းဖြက်စည်းခံရတယ်ဟုတ်လားဘသူဖြက်စည်းတာလဲအဲ့ဒါငါတို့တရားလုံးပေါင်းပြီးလုပ်ထားတယ်ကို့တို့လေကွာအေးဟုတ်တယ်ဘသူဖြက်စည်းမဲ့တော့မသိဘူးရစရာမရှိဘူးကွာ ဆာရွက်တွေလည်းပြဲလို့ပြဲရေဆိုတဲ့ဟာဆိုလို့ဆိုစောင်းစင်နေရလဲခုတ်ရထိရနေနေကွတုပ်ပေါ်ပြောတာကြားရုံနေတယ်ကိုယ်တိုင်မမြင်ရသေးဘူးပို့ထူတယောက်ဒေါသတွေထွက်လာတော့တယ်ဟာကွာဘသူကများအဲ့လိုလူရက်ကိုလောက်ရတာလေအခုပဲစာကြည့်လိုက်ကိုတွားရအောင်ဒါနဲ့ပို့ထူလေးတုပ်ပေါ်နေတူစာကြည့်လိုက်ကိုတွားမယ်လို့ငပိန်နဲ့မိဝိုင်းလေးပို့ထူအိမ်ကိုရင်းကြီးတုပ်ပြန်နေရောက်လာကြတယ်ပို့ထူက ငံပိန်နဲ့မိဝိုင်းကိုမြင်လိုက်တော့ဘာလဲနင်တို့နှစ်ယောက်လည်းစာကြည့်တဲ့ကိစ္စလာပြောတာပဲလားနှစ်ယောက်စလုံးကခေါင်းငိတ်ပြလိုက်ကြတယ်ဒါနဲ့ဖိုးသူကအေးအဲ့ဒီကိစ္စဆိုငါခုလည်းတော်ဘောစီကနေကြာပြီပြီလာသွားကြရအောင်ဒါနဲ့သူတို့လေကရွာရဲ့စာကြည့်လိုက်ကိုထွက်လာခဲ့ကြတယ်စာကြည့်လိုက်မှာတော့လူတွေစုဝေးနေကြပြီ ပျက်စီးနေရဲ့စားကြီးလိုက်ကို ဝိုင်းကြည့်နေကြသည်။ကိုယ့်ဘုတော်ဘလို့ဖြစ်ရလဲဗျ။မသိဘူး။ကျုပ်တို့လည်းမနဲ့စည်းသွားတော့မြင်တာပဲ။မြင်တော့ဝင်ကြည့်လိုက်တာ။အခုလို့ဖေဖေပြေဖြစ်နေရပါဗျာ။ဒါဆိုဒလို့ဖြစ်တာသိမကြသေးဘူးပေါ့။ဘသူရင်စမြင်တာလေဗျ။ကျုပ်ရင်စမြင်တာပဲဘုသူရဲ့။ဒါနဲ့ဖြတ်သွားတဲ့ရွာသားတွေကိုမင်းတို့ပြောလိုက်ပါအောင်ဆိုပြီးလှမ်းပြောခိုင်းလိုက်တာ။ဟမ်တော်ဘောပြောသလိုစောက်စင်လေးခုတ်ရတရားနဲ့ကျိုးနေပါလား။ဟာပြီးတော့ဒီစောက် ဒီစောင်းကငရဲကြိုက်တဲ့စောင်းဦးပဲဖိုးသူလည်းစောင်းတုပ်ကိုကင်ကြည့်ပြီးပြောနေရတယ်စောင်းတုပ်မှလည်းရေရီဆိုးနေရနဲ့တုပ်ပေါ်ကဟမ်စောင်းမှလည်းရေရီဆိုးနေပါလားဟအဲ့ဒီအချိန်မှပဲတကြီးရောက်လာတယ်အာတုပ်တင်းကြလို့လိုက်လာတာတကယ်မှန်နေရပဲကဲပါလေဖြစ်ပြီးသွားမှာတော့ဘယ်တက်နိုင်မှာလဲပြန်ပြီးပြင်ဆောင်ရမှာပေါ့တကြီးအဲ့လိုပြောလိုက်တော့မှဖိုးသူတို့လည်းကျွန်တော်လည်းကုမဲတကြီး ဒလုံနဲ့စာကြည့်လိုက်ကို နောက်ထပ်တစ်ကျင်းပြန်ပြီးပြင်ဆင်ဖို့အတွက်လုပ်ကြတော့လေအချိန်တော်ကြာသွားတဲ့အခါမှာတော့စာကြည့်တိုင်းလေးလေးအများကောင်းမှုနဲ့အသည့်တပံပြန်ပြက်သွားတော့လေဖိုးထုံဟာစာကြည့်လိုက်ကတော့ပြန်ဆောက်ပြီးပြီစောင်းတွေကိစ္စခါရောဘလို့လို့မလဲတကြီးရဲ့ဒါနဲ့ဖိုးထုံကဝင်ပြောလိုက်တယ်စောင်းကိစ္စဆိုရင်တော့ဟိုကျွန်တော်မှနည်းနည်းရှိသေးရဲ့ဗျအဲ့ဒါလေးတွေဒီမှာလာလို့မယ်ဗျာ ခိုးသူအဲ့လိုစပြောတော့မိဝိုင်းကလည်းဟုတ်တယ်ဟုတ်တယ်မိဝိုင်းနဲ့မှလည်းရှိရဲ့မိဝိုင်းတို့ပေါင်းပြီးလို့ရင်ဆယ်ဦးဆန်ကောင်းတော့ရမှာပါမိဝိုင်းအဲ့လိုပြောတာနဲ့ရွာသူရွာသားတွေကလည်းဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့လည်းလူမယ်အမ်ဟုတ်ပါပြီလူမဲ့သူလည်းရှိနေပြီမနေ့ပြန်ကြရင်လည်းကျုပ်မျိုးတက်မှာဆိုတော့ကလေးအတွက်လိုအပ်မဲ့ဆောင်လေးထပ်ဝင်ခဲ့တာပေါ့အခုလောလောဆယ်တော့ရွာတွေကလူတွေနှုတ်ရဲဆောင်ကိုပဲစာကြည့်လိုက်တယ်မှာဖြည့်ထားလိုက်တော့မယ် ။ဒါနဲ့ပို့ထရိုအာလုံးလေးစာအုပ်ပြန်ယူမေးဆိုပြီးအရှုပ်ရှုပ်နဲ့အိမ်မြန်သွားကြတော့တယ်။လမ်းမှာတော့ငပိန်ဟာမင်းတို့တွေမှာစာအုပ်ဗနံရှိသေးလေ။ငါ့အုပ်တော်ရှိလောက်မေးကွ။ငါရဲကြိုက်တဲ့စာအုပ်တွေဆိုပြီးတိတ်တာ။ဒါပေမဲ့အခုတော့ရွာစာကြည့်လိုက်အတွက်ပဲဆိုတော့ထောက်ရတော့မှာပေါ့ကွာ။ဟမ်။ငါမှတော့သုံးဝင်လာပဲရှိသေးတယ်။အရှင်တပတ်ကမှဝေထားတာဟ။ဒါလို့နေတုပ်ပွားရင်ရှိကိုရောက်တော့တုပ်ပွား ပြီးရင်ဒီလန်းတိုင်းပြန်လာခဲ့ကြတော့ငါအိမ်ကနေပဲစောင့်နေမယ်တော်ဘောအဲ့လိုပြောတာနဲ့ဖိုထရိုသုံးယောက်လေးဆက်လျှောက်သွားကြတော့လေခဏနေတော့ဖိုထရိုတတွင်လေးစောင့်ဒီကိုစီကိုင်းလိုရွာလန်းအတိုင်းစာကြည့်တိုက်ကိုရောက်လာကြသည်စာကြည့်တိုက်မှာတော့ခုနကလူမဟုတ်ပေတကြီးနဲ့ဖိုးတော်နှစ်ယောက်တောင်ရှိနေရောတာပါဖိုးတော်ကလာလာဖိုးထုတို့ မင်းတို့ပြီးရင်စာချိလိုက်ကိုတော့ခက်တော်မလို့စောင့်နေရကွဒါနဲ့ဖိုးတူတို့လည်းခက်မြမြန်ရှားလိုက်ကြပြီဖိုးတော်ကိုစောင့်တေးပေးလိုက်ကြပြီဖိုးတော်ကစောင့်ကိုစင်းစင်းရနေတူမှတ်ထားလိုက်တယ်။အော်ဒါနဲ့ခொနဲ့ကလူတွေများနေလို့မပြလိုက်တာ ရော့ဒီမှာစာချိလိုက်ကိုဖြတ်သွားတဲ့လူရေးထားတယ်စာဖတ်ကြည့်လိုက်ကြအောင်ဒါနဲ့ဖိုးတူလည်းဖိုးတော်ပြီးတဲ့စာရွက်ကိုရှုပြီးဖတ်ကြည့်လိုက်တယ်ဒီကံပါနေ ။ဟိုစာရီပျောက်သွားစေရမယ်။ဖိုးထူးကစာအုပ်ဖတ်ကြည့်တယ်။ဟမ်။ဟိုသူကဘာရေးထားတာလဲကွ။ဖိုးသူစကားကြောင့်တုပ်ပေါ်ကဆောင်ရွက်ကိုနှမ်းယူလိုက်တယ်။အေးရဟုတ်သားပြီ။ဘာကြီးလဲ။အော်မင်းတော်ကလေကွာ။သူရေးထားတာဒီကဘာပေါ်ကနေစာရီပြောင်းသွားစီရမယ်တဲ့။ဖိုးတော်စကားကြောင့်ဖိုးသူဟာအဲ့တော့တိတာဗောဗျာကိုေးဖိုးတော်ရဲ့ ဒါပေမဲ့သူ့ရဲ့ဆက်လုံးမောင်းနေရမှားနေလို့လေ။ဟိုကဘာအောင်လဲကန့်ပါတဲ့။ဟိုဆောင်လဲဆာလုံးနဲ့ဆာအောင်မအောင်ဆလင်နဲ့ဆာထားတယ်။ပြောက်ကိုလည်းရားပိနဲ့ပြောက်အောင်မအောင်ရားရင်နဲ့ပြောက်ထားတယ်လေ။အဲ့ဒါကိုပြောတာပေါ့ဗျ။ကြည့်ရတာဒီဆောင်ကိုရေးတဲ့သူကဆာရီကိုစိတ်နာနေတဲ့သူဖြစ်ရမယ်ဟာတိတာ။ဘာလို့ဆိုသူပေါင်းထားတဲ့စကလုံးတွေကိုကြည့်ရင်အရေးသားမကျွမ်းကျင်တဲ့သူမှတိတာတယ်။မိပိုင်းစကားကိုအားလုံးကထောက်ခံမိမယ်ငပိန်က။သူအဲ့လိုတရားတမင်ရတာဆိုရင်ရောမိပိုင်း မဖြစ်နိုင်ဘူးစာကြည့်တိုင်းကြည့်တခုလုံးတော့ဖြစ်စည်းခဲ့တဲ့သူကသူ့ရဲ့ဟာကွက်ကိုပြမှာမဟုတ်ဘူးဒါသူတို့လိုပေါင်းရတယ်ထင်လို့ပဲဒါလိုရေးခဲ့တာနေမှာနောက်တနေ့မနက်မှာတော့ဖိုးထုတ်လို့လျောက်ဘရုံတော်မှနေတနေ့အောင်အပြည့်သွားနေကြပြန်နေအဲ့ဒါကြောင့်ငါမနေ့ကပြောပါတယ်အဆောက်မချဘူးလားဆိုတော့ဘာလဲအဲ့တော့ကတော့ USC တော်ရယ်လုတ်သေးတာအခုတော့ USC တော်လည်းမကယ်နိုင်တော့ဘူးဖြစ်ပြီမလား ငါအဲ့လူဘသူလဲဆိုတော့တော်တော်သိကျင်နေပြီသိလို့ရတော့လေမှတ်လာအောင်ကိုပြင်းပြအောင်ပါမိဝိုင်းနဲ့တော်ပေါ်ကတော့ဖိုးထုနဲ့ငပိန်စကားကြောင်းဘာမှဝင်မပြောတော့ဘူးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတော့ရင်ဒီလိုနဲ့သူတို့တတွေရွာရဲ့ဘေယိုဘေးအဖြစ်နေတဲ့စာကြည့်လိုက်ကိုထက်ရောက်လာကြတယ်ဖိုးထုကတော့တောက်ခေါက်လိုက်တယ်ဒီလူဘိုင်ရွေချက်နဲ့ဖြစ်လို့ပြစီလုံနေရလေမသိဘူးကွာ ငါတတော်စိတ်တို့လာပြီအဲ့ဒီရဲ့ချိန်ဆောင်မှာသူတို့အနောက်မော်ဒဂွန်နေရောက်လာတယ်တိုးကျော်ဟိုတိုးကျော်တို့ဘက်မှာလေစာချိတိုင်းဖြစ်စည်းခံရနေတယ်ဟာစာဟုစကားကြောင့်တုတ်ပေါ်ဟမ်ဒါဆို तू ကရွာတိုင်းကစာချိတိုင်းတွေကိုလိုက်ဖြစ်စည်းနေရမဟုတ်လားဘလို့ယူမျိုးလဲဟာမဖြစ်တော့ဘူးဒင်းလို့ဖမ်းမှာပဲရှာမှာမဖမ်းမင်းစာချိတိုင်းကိုပြင်ပြီးစောင့်နေလို့ကတော့ပြင်တာပဲဖတ်တင်ပါမယ်ငပိတ်စကားကိုဖိုးတူကလည်းထောက်ခံလိုက်တယ် ဟုတ်တယ်။စောင်းတီကိုလည်းသူ့စိတ်ကြိုက်ဖျဲပါဖျဲပါဆိုပြီးပြီးသားတယ်လို့ဖြစ်နေမှာကွ။သူတို့နှစ်ယောက်စကားကြောင်းတုတ်ပေါ်ကမင်းတို့ကဘလို့ဖမ်းမလဲ။ဒီနေ့ညအဲ့လူကိုဖမ်းဖို့အတွက်ငါတို့စာကြည့်တဲ့ကိုပြန်ပြီးစောင့်ရမယ်။ပြန်ပြီးစောင့်ရင်ဘလို့နီးနဲ့မစုံ။သူ့ထက်ဖြက်စီကိုရောက်လာမှာပဲ။သူ့ရဲ့ယူရချက်ကစာရီကိုလောကမှာမရှိစေချင်တာဆိုတော့အဲ့ဒီရဲ့ချင်းဖို့သူတို့နားကိုရောက်လာတဲ့ဖိုးတော်ဟာလေအင်းကောင်းပြီကြောက်လေလက်ကန်နေ ကျုပ်တို့ဝိုင်းဖန်းကြတာပေါ့ကျွန်တော်တို့လျောက်ပဲဘမ်းမဲ့ကိုကြီးဖို့တော်လူများရင်တိတာမှဆိုလို့ဗျနောက်ပြီးဒီဘမ်းမဲ့ဆိုတော့လေကိုကြီးဖို့တော်နဲ့ရွာလူကြီးပဲတိပါစီဗျဖို့တော်လေကောင်းကြီးပြပြီးစာကြည့်လိုက်ပြန်မြင်ဖို့လုပ်နေတဲ့တကြီးရှိတဲ့စီကိုထွက်သွားတော်တယ်တလုံးနဲ့ညာရောက်တော့ဖို့တော်တတိစာကြည့်လိုက်ကိုဖြည့်စည်းရဲ့လူကိုဖမ်းဖို့အတွက်အကွယ်တဏီအားနေစောင့်နေကြတယ်တော်တော်နဲ့ပေါ်မလာသေးအောင်ဆိုတော့ချိန်ခိုက်ခံနေရတဲ့တုတ်ပုံက ိုလူလူရောဟုတ်ရလားကွာဟိုတော့တော့တော့ကြတရရည်ပိုင်းဖြစ်နေုံမဲအခုချိန်ဒီပေါ်မလောင်အောင်ထောင်းဩဒီချင်းရတမျိုးတရရည်မဖြစ်နိုင်ပါဘူးတို့ပေါ်ရတရရဆောင်ရည်တူဖျက်လို့ရပါမလားကွာမင်းအုံနောက်နဲ့လေစဉ်းစားပါဒါလိုစကားများချိန်ဆိုအမြဲတမ်းဆရာမကြီးဝင်လုံးတဲ့တဲ့မိမိုင်းကထုံးစံအတိုင်းဟေးတို့တို့နေဒါနဲ့အဲ့လိုပြောနေတော့ဖိုးသူကမိမိုင်းရဲ့ပါဇက်ကိုလှမ်းပေးလိုက်တယ် အဲ့ဒီအချိန်မှာလေစာကြည့်လိုက်ကိုလူတယောက်ရောက်လာတယ်။ဒါအောင်မြင်တော့ဖူတူဟာဟဲ့အောင်ငဘေးမင်းအနောက်ဘက်ကနေပတ်သွား။ငါနဲ့မျိုးရင်းကအရှိအနေဝင်မယ်။တို့ပေါ့မင်းကဖမ်းမိပြီဆိုပြီးရွာလူကြီးကိုအကြောင်းသွားကြချင်းတတို့တတသွားနော်။တရားလုံးကြအောင်အော်မသွားနဲ့။ဖူတူအဲ့လိုပြောလိုက်တော့ငဘေးမိဝိုင်းနဲ့တို့ပေါ်ကိုတောင်းရပြီးခေါင်းညိတ်ပြလိုက်ကြတယ်။စာကြည့်တိုင်းရှိမှရောက်နေတဲ့လူကတော့အော် မင်းတို့ကထပ်ပြီးပြင်ဆောက်ထားကြတယ်ဗောဟုတ်လားအေးမင်းတို့ကပဲပြင်ဆောက်နိုင်မလားငါကပဲဖြည့်ဆည်းနိုင်မလားဆိုတာကြည်ကြသေးတာဗောကွာအဲ့လိုပြောပြီးသူ့ခါကြမှာဒူထားတဲ့အုန်နီကလေးကြီးကိုထုတ်လိုက်ပြီးစာကြီးတိုက်တကောက်ထုတ်ခွေဖို့လုပ်တော်ရင်အဲ့ဒီချိန်မှာပဲဖိုးသူဟာဟေ့လူအဲ့ဒါဘာလုပ်တာလဲဗျအဲ့ဒီရဲ့ချိန်တကိုးလူမိသွားတဲ့လူလဲကြောက်ပြီးအနောက်ဘက်ကနေထွက်ပြေးဖို့လုပ်တော်ရင်ဒါမှမဟုတ်အနောက်ဘက်မှာရှိနေတဲ့ငပိန်ကမိသွားပြီးတော့ ဘဲမှပြေးဖို့ကြမ်းမနေနဲ့ကိုကြီးကိုကြီးရောကျွန်တော်အားလုံးဝိုင်းထားလိုက်ပြီဗျကိုကြီးရောဘာလုပ်လဲဘာလို့ဒီလိုလုပ်ရတာလဲဟမ်သူများကောင်းမှုနေနဲ့စောင့်ထားနေစားကြည့်လိုက်ကိုဘာလို့ဒီလိုဖြက်လို့ပြစီလုပ်နေရတာလဲကျုပ်ဘာလုပ်လဲဟုတ်လားကျုပ်နာမည်မောင်ပြေးကျုပ်ဘာလို့လွယ်လုပ်နေလဲဆိုတော့စာရီကိုဒီကဘာကြီးမှာမရှိစေချင်လို့ဗောဗျစာရီကိုကျုပ်မောင်းတယ်စာရီကကျုပ်ကိုအခုလိုဘွားအောင်ရှောင်းပို့လိုက်တာပဲအဲလိုရဲ့ပုံစံက စုပ်ဒီစုပ်ပြဲဖြစ်နေရဆိုတော့ဖိုးထူအောင်မဖြစ်နိုင်တာဦးစောင်ရီကလူဟိုတော်တဲ့တော်အောင်ကောင်းတဲ့ကောင်းတဲ့နေရာမျိုးရအောင်ပို့ပေးတာဗျကိုကြီးပြောသလိုမဟုတ်ဘူးအဲ့ဒီရဲ့ချိန်ငပိန်ကတခုခုကိုစဉ်းစားမိသွားတဲ့ပုံစံနဲ့ဟဲ့ဖိုးထူမင်းဆရာမပြည်ပြပြောပြခဲ့တဲ့ပုံမျိုးမှတ်မိလားဟာအကြီးလေဘာလာပြောနေရလဲငပိန်ကဘာပုံမြင်လဲဆရာမပြည်ပြငါတို့ကိုမောင်မြေးပုံမြင်ကြောင်ပြောပြဘူးရလေဟာအဲ့တော့ တော့ဘောတော်ဆရာမကိုမောင်မင်းဆိုတာတကယ်ရှိလားဆိုပြီးမေးခဲ့သေးရလေဟမ်အတန်းနေဆောင်ွယ်ကြီးနီးတဲ့တနေ့မှာတော့ဘောကဆရာမမစားရရလေခတ်လိုက်တာဗျာဟိုတတော်မကြက်တင်တော့ဦးဗျာပြင်းနေအဲ့လိုပြောရနေဆရာမကဖိုတူတို့ကိုပုံမြင်လေးတစ်ပုဒ်ပြောပြတော်တယ်တော့ဘောပြင်းနေဆိုမှဆရာမကပုံမြင်တစ်ပုဒ်ပြောပြအောင်မေးအဲ့ဒီပုံမြင်ကမောင်ပြင်းရဲ့ပြင်းသောပုံနဲ့ဆရာမစကားကြောင့် ။ဆာမကျန်းရည်ပြီးရောဆိုတဲ့တုတ်ပေါ်ကမောင်ပြည့်ရဲ့ဖြင်းသွားပုံဟုတ်လားဆရာမ။ဦးစင်ဝေစာဘူးကောင်းနေပြောပြပါဗျ။တုတ်ပေါ်စကားကြောင်းတပတ်ကုန်မှထိုင်နေရဲ့မိဘိုင်းကလာပြီ။ဒါမျိုးဆိုရှေ့ဆုံးကနေ ਉ လီတက်ကြွနေရောတာပဲ။ဒါနဲ့ဆရာမကမောင်ပြည့်ပုံမြင်ကြောင်းပြောပြရင်တကားအကြောင်းတစ်ကြောင်းမှမောင်ပြင်းဆိုတဲ့ကောင်းလေးတယောက်ရှိခဲ့ပါတယ်။မောင်ပြင်းကစားလို့ရမှရမ်းပြင်းတာဆိုတော့စားချက်နေတဲ့တငယ်ချင်းတွေအနာသွားပြီး ဟာဟဲ့အောင်စာမကျက်နေကွာပြင်းနေဘုံလို့သွားခင်ရအောင်နောက်တစ်ယောက်နာသွားပြီးတော့လေမင်းတို့ဘာလို့လေဒီတရင်ကိုနောက်မပါမဲ့စာဘဲနေ့မှညမှကြက်နေရလေပြင်းကြိုင်ကွာရမ်းပြင်းမို့ကောင်းနေဟာဒါနဲ့တငယ်ချင်းတယောက်ကကြက်ရတယ်မောင်ပြင်းကကြက်မှတနေ့တန်းအောင်ပြီငါပြည့်ချင်းနဲ့ဆံဝင်ကြီးဖြစ်မှာပေါ့ကွာအဲ့လိုပြောလိုက်တော့မောင်ပြင်းကနေဟာမပြည့်ချင်မအောင်ကွာဆံဝင်ကြီးပြင်းရပြင်းနေစေးစာတွေထက်ကြက်နေအောင်ပါ အေးမင်းအဲ့လိုလုပ်နေလို့စောင်းမွေးတွေတပုံးပုံးနဲ့ကြနေရနောက်နေ့ကျရင်အငယ်ရည်တဲ့လူစာမြန်သိမလို့လားကွဟမ်စာကျင်စက်မှမောင်းပြင်းရပြင်းတာလေသူ့ချိန်တွေကရှိတယ်ကွဟမ်အစားတော့တငယ်ချင်းတွေကကောင်းကောင်းမွန်မွန်နဲ့ပြောကြပြီးပြီ။ကြံလာတဲ့ခါမှာဟဲ့မောင်ပြေမင်းကတော့မလာနဲ့ကွာ။ငါပါမင်းရဲ့ပြင်းတဲ့ကူကူသွားလိမ့်မယ်။ဟုတ်တယ်မင်းနဲ့ပေါင်းရတာလေ ငါတို့ဘာလူပြင်းဖြစ်စီလဲကွာမင်းလို့ဆောင်းမဲ့ခဏခဏကြောင်လာမလို့နေကွာဝင်းဝင်းနေစမ်းမအဲ့နောက်တော့မောင်ပြန်လေသူ့ကိုသူ့ငယ်ချင်းတွေကဒီစာရီကြောင့်အရေးမလို့တာလေဆိုပြီးစာရီကိုမုန်းသွားတယ်ဒီစာရီကိုမုန်းတယ်လောကမှာဒီစာရီမရှိတော့ရင်ငါငယ်ချင်းတွေကငါ့ကိုဒီလိုဆက်ဆံမှာမဟုတ်ဘူးကမ္ဘာပေါ်မှာစာရီမရှိစီအောင်စာရီကိုငါဖျက်ဆီးမယ်စာရီရှိတဲ့နေရာမှန်တယ်မြောက်ငါလိုက်ဖျက်ဆီးမယ် ဒါနဲ့ဆီယာမကပုံမြင်ကိုအဆုံးသတ်လိုက်တယ်။အဲ့လိုနဲ့မောင်မြင့်တယောက်ကစာရီကိုမုံတက်တက်မုံပြီးမလုပ်တော့ပြင်းရအနေဖြင်းသွားတော့တာပေါ့ကွာ။ကဲဒီရောကလေးတို့လေပုံမြင်နေရမောင်ပြေလို့မဖြစ်ချင်းစာကိုမပြင်းမိပဲလောက်ကြနော်။ဆီယာမအဲ့ဒီမောင်ပြေကအပြစ်မတကယ်ရှိရလားဗျ။ဒါနဲ့ဆီယာမမပြေခင်မှာပဲမိပိုင်းကဟဲ့တို့ပုံပုံမြင်မှာဆိုနင်းရလေ။ နင်စာချက်ပြမှာဆိုလို့ဆရာမကပြောပြတာဘာမှမိတ်မနေနဲ့စာချက်တော့ပုံမြင်ဆုံးတဲ့ချိန်မှာတော့တုပ်ပေါ်နေတူရွာလူကြီးလေးရောက်လာတော့တယ်ဖိုးသူလည်းအဲ့တော့မှမောင်ပြင်းပုံမျိုးမှတ်မိသွားတယ်။အော်မှတ်မိပြီ။အကိုကြီးတင်မနေရဗျ။စာရီကကိုကြီးကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာမဟုတ်ဘူး။ကိုကြီးကိုယ်တိုင်ကဒီလိုဖြစ်အောင်လုပ်ခဲ့တာဗျ။မောင်ပြင်းလေးဖိုးသူစီကနေထူးထူးဆန်းဆန်းစကားတွေကို ကြားလိုက်ရတော့ဘာ ကျုပ်ကလုပ်ခဲ့တာဟုတ်လားကျုပ်ကိုကျုပ်တော့ဒီလိုဖြစ်အောင်လုပ်ပါမလားဗျမဖြစ်နိုင်တာအဲ့ဒီအချိန်တုန်းကကိုကြီးတာမကန့်ကျင်စိမ့်နဲ့စောင့်ကြိုးစားပြီးလုပ်ခဲ့မယ်ဆိုရင်ကိုကြီးဒီလိုဘဝမျိုးဖြစ်မှာမဟုတ်တာဗျဟာကျုပ်မလုပ်ချင်ပါဘူးစာလုံးအောင်မအောင်ကျုပ်ပြင်းနေဗျဟာအဲ့လိုဆိုတိုင်းဒီလိုထက်လို့နေနောက်ဘဝကျရင်လေဒီလိုလူမျိုးဖြစ်ပဲပြန်ဝင်လာမှာနော်ကိုကြီးမောင်ကြီးမပြန်လဲငမိန်ပြောတဲ့နောက်ဘဝဆိုတော့ကြာတော့ထိတ်လန့်သွားပြီနောက်ဘဝဟုတ်လား နောက်ဘွားတော့ကျုပ်ဒီလိုမဖြစ်ခြင်းဘုရားဟိုကျုပ်မောင်ပြေမဖြစ်ခြင်းမောင်ပြေမဖြစ်ခြင်းခုကလေးကမောင်ပြေမဖြစ်အောင်လုပ်လို့ရပါတယ်ဗျနောက်ပြီးကျွန်တော်တို့ကကိုကြီးမောင်ပြေရဲ့တငယ်ချင်းတွေဖြစ်ပြုံးပါလိတငယ်ချင်းတွေဖြစ်ပြီမယ်ဟုတ်လားဟိုဒါနဲ့ဘာလုပ်ရမှာလဲစားကြရမှာလားစားကြရမှာဆိုတော့ပြီနော်ဟိုကျုပ်စားမကြက်ခြင်းစားကြက်စရာမလိုတော့ပါဘူးဗျာစားဖက်ရမှာဗျစားဖက်ရမှာနောက်ဘွားကိုမောင်ပြေမဖြစ်ခြင်းစားဖက်ဖို့လိုတယ်ဗျကျုပ်စားဖက်ရုံနဲ့မင်းတို့လေးတွေက ကျုပ်တင်ရင်ကျင်လို့မှာမဟုတ်လားအဲ့ဒါဆိုရင်တော့ကျုပ်ဖတ်မယ်ဘာစာရီဖတ်ရမှာလဲဗျဟာဘိုးထူးကလည်းစကားပြောလို့အဆင်ပြေနေရနေဒီစာကြည့်တဲ့နေရာစာရီဖတ်ရမှာဗောဗျကိုကြီးမောင်မီးကနောက်ပြီးကိုကြီးမောင်ပြင်းသာစာဖတ်မယ်ဆိုရင်ဒီမောင်ပြင်းဆိုတဲ့နာမည်ကလေတပိပိနဲ့ပြောက်ွယ်သွားမှာဗျကျွန်တော်အာမခံတယ်ဘိုးထူးစကားကြောင့်မောင်ပြင်းလေးမျက်နှာလေးပြုံးလာတယ်ဟုတ်လားဟိုဒါဆိုရင်ကျုပ်ဖတ်မယ်ကျုပ်မောင်ပြင်းဆိုတဲ့နာမည်မကြိုက်ဘူးကျုပ်စာဖတ်မယ် နောက်ဆုံးမိကိုတော့မိဝိုင်းကဝင်ပြောလိုက်တယ်။ဒါဆိုရင်စာရီရှိတဲ့နေရာကိုအခုလိုမဖြည့်ဆည်းတော့နဲ့နော်။စာရီရှိတဲ့နေရာကိုဖြည့်ဆည်းရင်ကိုကြီးမောင်ပြင်းစာဖတ်လို့မရတော့ဘဲနဲ့မောင်ပြင်းဆိုတဲ့နာမည်ရောက်နောက်ဘဝထိလိုက်နေလိမ့်မှာ။ကျုပ်မဖြည့်ဆည်းတော့ပါဘူး။ဟိုကျုပ်စာဖတ်မယ်။ကျုပ်ငပြင်းမဖြစ်ခြင်း။ဟုတ်ပြီ။ဒါဆိုမနေ့ပြန်မနေ့ကျဒီနေရာကိုပြန်လာခဲ့နော်။ကျွန်တော်နဲ့အတူတူစာဖတ်ကြမယ်နော်ကိုကြီး။မောင်ပြင်းလည်းကောင်းကြီးပြပြီးအေးအေးဆေးနဲ့ပြန်သွားတော့တယ်။ ရာလူကြီးကတော့ဖိုးတူတို့ဖြစ်ရှင်းလိုက်တဲ့ပုံစံကိုကြည့်ပြီးခေါင်းတညင်ညင်နဲ့သဘောကျနေတော့တာပါဒီလိုနဲ့နောက်တနေ့မနက်မှာတော့ငပြင်းတရားစာကြည့်တဲ့ထဲမှာဖိုးတူတို့နဲ့အတူတူစာတိုင်ဖတ်နေရတယ်